တရားရဲနေဖြစ်ကြပါစေလို့အားလုံးကိုနေဦးမယ် channel ကနေမှတစ်ဖန်ပြန်လေးပြည့်ကြဆိုပါတယ်။မင်းတို့ကိုယ်တိုင်အောင်ဆယ်တန်းအောင်ဖြေနိုင်လို့လား။မင်းတို့ PDF တွေကရွာမှာနွားကြီးတပုံနှစ်ယောက်ဂျုံပြီးတော့မှစိတ်ကြောင်းနွားကြောင်းကြက်တိုက်ဖဲရရွာထဲမှာမူးကြီးတောက်စားချက်ရက်တောက်ပြီးတော့ဘူမတိကိုမတိရဲ့လက်လက်ဆွဲကန်လေးလက်လက်လေးရတော့ဖင်ရတာ။ဒီနေ့ကတော့ဗတ်မောက်ဦးဆုံးအနေနဲ့ကဘာမှာဘူးမှမထုတ်ပြန်တဲ့ထုတ်ပြန်ချက်တစ်ခုကိုမြန်မာနိုင်ငံမှာထုတ်ပြန်ခဲ့တယ်။ အားနဲ့ပတ်သက်ပြီးတော့အရင်ပြောချင်တယ်ဆိုတော့ဒီတာယာဝတီခရိုင်မှာဆိုင်ကယ်တစည်းမှာယောက်ျားကရှေ့မှာမောင်းတယ်ဆိုလို့ရှိရင် နောက်မှာယောက်ျားတယောက်ကထိုင်စည်းလို့မရဘူးပြီးလို့ရှိရင် မိမဆိုင်ကယ်မောင်းတယ်ဆိုလို့ရှိရင်ယောက်ျားကဆိုင်ကယ်နောက်မှာထိုင်စည်းလို့မရဘူးတဲ့ဒီဥစ္စာကိုတာယာဝတီခရိုင်မှာထုတ်ပြန်ပြီးတဲ့နောက်ပိုင်းမှာအခုဒီတာယာဝတီခရိုင်ရဲ့မင်းလာမြို့မှာလည်းပဲနေမြေလုံးချုံရဲ့အတွက်ယောက်ျားဆိုင်ကယ်မောင်းလို့ရှိရင်ယောက်ျားကနောက်မှာထိုင်စည်းလို့မရသလိုမိမဆိုင်ကယ်မောင်းလို့ရှိရင်လည်းယောက်ျားကနောက်မှာထိုင်စည်းလို့မရဘူးဆိုတဲ့ဥစ္စာကိုအခုမင်းလာမှာပြန်မှာထုတ်ပြန်ခဲ့တယ်ဆိုတော့ ဒီစစ်ခွေးတွေကကြောက်တာကိုနည်းနည်းပါပါလေးကြောက်တာမဟုတ်ဘူးနော်ဒါကလူအခွင့်ရဲကိုပိတ်ပင်တယ်လို့လဲခေါ်တယ်ဆိုတော့အခုမြန်မာနိုင်ငံမှာယောက်ျားချင်းချင်းယူကြတယ်ဆိုတော့ယောက်ျားချင်းချင်းယူကြတဲ့အခါမှာလင်မယားဆံငယ်စည်းတယ်ဆိုလို့ရှိရင်ဘလို့လုံးမလားတယောက်ကမိန်းကလေးလိုဝတ်စားရမှာလားဒါကလူအခွင့်ရဲလေချုပ်ဖောက်တယ်လို့ခေါ်တယ်။ PDF တွေကိုကြောက်တယ်ဆိုလို့ရှိရင်လည်း PDF တွေကိုကြောက်တယ်လို့ကောင်းကောင်းပြောနော်။ လွတ်လွတ်လပ်လပ်သွားလာခြင်းနဲ့ပြည်သူတွေကိုအနောက်ရှက်မပေးနဲ့အခုတခါသေးမှပဲပြောချင်တယ် PDF တွေကိုစစ်ခွေးတွေဘလောက်ကြောက်တယ်လဲဆိုတဲ့ဥစ္စာမနေ့ညခွေးကျဘူးရုရှားကနေပြန်လာတယ်ခါတိုင်းဆိုလို့ရှိရင်နေစားတွေနဲ့သူ့ကိုကြိုခိုင်းလိုက်တယ်စစ်ခွေးကိုလာကြိုတဲ့ခါမှာကြိုမဲ့လူတယောက်ရော့သွားတယ်လို့ထင်နေတာမဟုတ်ဘူးဘသူမှကိုလာမကြိုဘဲနဲ့အိမ်နောက်ဖေးတကားကနေဝင်လာခဲ့တာရှက်စရာကောင်းတယ်နော်အခုသူ မော်စကိုသွားတဲ့လေးရက်အသွင်းထဲမှာမြန်မာပြည်ကြီးအတော်လေးပြောင်းလဲသွားတာမြန်မာနဲ့ထိုင်းနယ်စပ်ကစခန်းတွေအကုန်ပြောင်းသွားတာတွေနော်မျိုးစုံဖြစ်နေတဲ့အခါကျတော့ငါကလည်းရှော့တိုက်သုံးနေများချမလားဆိုပြီးမှကြောက်ပြီးအိမ်နောက်ဘဲကနဲ့ဝင်လာခဲ့တယ်မနေ့ကတော့နော်ဆိုတော့နောက်သတင်းတပုတ်နေနေတော့မနေ့ကခွေ့ချဖို့ပြန်လာပြီဆိုတော့သူကဘိုင်အင်တာဗျူးပြုထားတယ်လေကျတော်နည်းနည်းလေးနားထောင်ကြည့်ရအောင်နော်အဲဆူဘဲပြည်တော်စုကြီး ဟိုလာဘူးချူချော်တက်ခတ်တဲ့ဖက်စစ်နာစီတွေပေါ်မှာသူတို့လူ26တန်းကျော်အသေးခံပြီးတော့မှအဲပြန်ပြီးမြန်မာရှိုင်းနိုင်ငံအချို့ချာအာနာပြန်လည်ရရှိဖို့အတွက်တိုက်ခတ်ခဲ့တာပေါ့ဒီဒါကြောင့်သူတို့လည်းတည်တံပူထားပါတယ်မြန်မာနိုင်ငံလည်းဖက်စစ်ဒေါ်လာကြီးတမန်ကြောင်နေရှိခဲ့တယ်တက်မရုံနဲ့ပြည်သူပေါင်းပြီးတော့မှလွတ်လာရဲ့ရအောင်လေတိုက်ခတ်ခဲ့တဲ့တကယ်ခိုက်မာတဲ့တမန်ကြောင်မှာအဲဒီအောင်ဆက်လက်ထိန်းသိမ်းဆောင်ရွက်ဖို့လိုအပ်တယ်လို့ကျွန်တော်ပြောချင်ပါတယ် နောက်တစ်ခုကနိုင်ငံတော်ကာကွယ်အင်အားရှိရင်ပေါ့ဗျာနော်။နောက်တက်မတော်အင်အားရှိလို့ရှိရင်တိုင်းပြည်ကအင်အားရှိမယ်ဆိုတဲ့ဟာကတော့ပေါ်လင်းပါတယ်ဗျာ။ပြည်သူအလုံးကိုလည်းနိုင်ငံချစ်စိတ်မျိုးချစ်စိတ်တဲ့ဒီတဲ့ပို့ပြီးတော့မှရှိအောင်ဆောင်ရွက်ပြုဖို့လိုအပ်ပါလိမ့်မယ်။ကျွန်တော်ကတော့ Party Democracy စနစ်ကိုတော်ဖို့တဲ့ကျွန်တော်လက်ခံပါတယ်။ဒီတိုင်းကျွန်တော်သွားဖို့ဖြစ်ပါတယ်။ဒါပြီးလို့ရှိရင်အဲလွတ်လပ်ပြီးတရားမျှတဲ့ရုပ်ောက်ပွဲကိုဒီနှစ်ကုန်ပိုင်းမှာကျွန်တော်ဆောင်ရွက်မယ်ဆိုတဲ့အကြောင်းကိုလည်း ျွန်တော်တို့ရှင်းပြပါတယ်အခုခွေးဂျပုကနေမှပြောထားတဲ့ဥစ္စာအခုဒီရုရှားဒီဘလိုနီးနဲ့ passive nazi တွေကိုတိုက်ခိုက်ခဲ့တယ်လေ26တန်းတော့လူတွေတေသွားကြတယ်အဲ့လောက်အထိသူတို့က passive ဝါဒကိုမုံကြီးယွန်ရှာပြင်းမှတိုက်ထုတ်ခဲ့တယ်ဆိုမှသူပြောထားတယ်တတ်မတော်နဲ့ပြည်သူလူထုတွေလည်းပဲ passive ဝါသားဒီကိုကျွန်တော်တိုက်ထုတ်ခဲ့တယ်တမိုင်းရှိတယ်လို့သူပြောသွားတယ်ဆိုတော့အဲ့ထက်မှနှမျိုးကိုပြောချင်တယ်တခုကတော့ရုရှားဒီဟာ passive ဝါသားကို မုံတီးတဲ့အတွက်ကြောင့် passive nazi တို့ကိုသူတို့ရုရှားလူမျိုး26တန်းတောင်မှ အသေးခံပြီးတော့ passive ဝါသားကိုတိုက်ထုတ်ခဲ့တယ်ဒုတိယချက်ကတော့ လွန်ခဲ့တဲ့နှစ်83ကရုရှားလူမျိုးတွေဟာဖက်စစ်ကိုမုန်းပြီးမှဖက်စစ်နာဇီတွေကိုအသက်ပေးပြီးမှကိုယ့်ရဲ့တိုင်းပြည်ကိုကာကွယ်ပေးခဲ့ပေမဲ့ဒီနေ့ပူတင်ဟာဖက်စစ်ဝါဒကိုကင်ဆွဲတဲ့ဖက်စစ်နာဇီနဲ့တကိုင်းတွေရှိတဲ့ခွေးအောင်လိုင်းကိုခေါ်ချင်းဟာအရင်တုန်းကဖက်စစ်နာဇီဝါဒကို ကင်ဆွဲတဲ့တူတွေကိုတိုက်ထုတ်ခဲ့တဲ့26တန်းသောရုရှားလူမျိုးတွေကိုဇော်ကားလိုက်တာနဲ့အတူတူပဲဖြစ်တယ်။ဘာကြောင့်မို့ကြွကဒီခွေးချဘူးကို passive ဝါဒကိုကင်ဆွဲတဲ့ခွေးချဘူးဖြစ်တယ်လို့ဘာကြောင့်မို့ပြောတယ်လဲဆိုတော့အခုကျမနဘေးနားမှာ English နဲ့မြန်မာနဲ့နှစ်ခုစလုံးကိုပိုးတွဲပြီးမှ တင်ထားလိုက်တယ်။ကျွန်တော်ကခွေး online တို့ကို passive attempt ဖြစ်လို့ဘာကြောင့်ပြောတယ်လဲဆိုတော့ passive ဝါဒအထဲမှာပါဝင်တဲ့အရာတွေအလုံးဟာဒီနေ့ခွေးချဘူးနဲ့အတူခွေးစစ်တပ်ထဲမှာကျင့်သုံးနေတယ်ဆိုတာကိုတွေ့ရတယ်။ passive ဝါဒဆိုတာဟာအာနာရှင်ဆန်တဲ့ခေါင်းဆောင်အာနာကိုဘ ਹੁ ကနေမှချုပ်ကင်ထားတဲ့အရာ စစ်အာဏာရှင်နေနဲ့အတိုက်အခံလုပ်တဲ့သူတွေကိုနစ်ကွတဲ့ဝါဒတွေကိုတုံဆွဲတာဖြစ်တယ်။ဆိုတော့ဒီ passive ဝါဒတွေရဲ့ပထမဦးဆုံးဖြစ်တဲ့အာဏာရှင်ဆာမှု အာဏာရှင်ဆာမှုဆိုတာဟာကျမတို့သတိမထားမိလို့ဒါကျမတို့မသိတာအမြဲတမ်းဘောမတီတောင်ဘာပြောတယ်လဲဥပဒေစုမုံမှုဥပဒေစုမုံမှုလို့ပြောတယ်။အဲဥပဒေစုမုံမှုဆိုတာဟာ အာဏာရှင်တွေတုံးတဲ့အရာဖြစ်တယ်။ဆိုတော့အာဏာရှင်ဆန်တဲ့လူတွေဟာ ူဖြစ်ချင်တဲ့ဥစ္စာကိုသူပြောလိုက်လို့ရှင်သူလက်အောင်ငယ်သားတွေအားလုံးကလိုက်နာရတာဖြစ်တယ်ပြီးလို့ရှင်သူတို့ကဥပဒေစုံမုံမို့လို့အမြဲတမ်းတုံးနေကြတဲ့သူတွေဖြစ်တယ်ဒါကအာနာရှင်တွေကျင့်သုံးတတ်တဲ့အရာဖြစ်တယ် အာနာကိုဘဟုကနဲ့မှချုပ်ကင်ထားတယ်။အာနာကိုဘဟုကနဲ့ချုပ်ကင်ထားတယ်ဆိုတာကကျမတို့တိုင်းရင်းသားတွေအလုံးကိုပြင်းနေတဲ့ကိုအုပ်ချုပ်မယ်ပြီးလို့ရှိရင်အာနာကိုခွဲဝယ်တုံးကျင့်တုံးတာဒီ passive ဝါဒကိုကင်ဆွဲတဲ့သူတွေကမလုပ်ကြဘူး။အာနာကိုဘဟုကနဲ့မှချုပ်ကင်ထားတယ်လို့ပြောတယ်။ဒါကြောင့်မို့ပဲဒီနေ့စခွေးဂျဘူးလေ NCA ထိုးထားတဲ့လူတွေငိမ့်ချရပြောမယ်လို့ပြောတယ်။ဆယ်စုနှစ်နှစ်ခုရောက်လာတဲ့ချိန်ထိဒီနေ့ဒီအချိန်ကထိ ဘယ်ငိမ့်ချိုင်ရမှာမဖော်ဆောင်နိုင်ဘူးဒီဥစ္စာကိုတော့ကျွန်မအတန်တန်ပြောပြတာဖြစ်တယ်တိုင်းရင်သားချင်းချင်းမြန်မာပြည်မှာနေတဲ့သူချင်းချင်းတယောက်နဲ့တယောက်ပျော်ရွှင်စွာနေနိုင်ဖို့ရာအတွက်ဆေးစုနဲ့နှစ်စု ဆွေးနွေးလာရင်တောင်မှဒီနေ့အဒီအချိန်တွေပါအတမ်းမှထွက်မလာဘူးအရေးအယောင်တောင်ထွက်မလာဘူးဒါဟာဒီစခွေးတွေကသူတို့ခိအဆက်ဆက်တဆင်ပြတဆင်အခုမကြခင်မှာခွေးချဘူးတေတော့မယ်သူတေးသွားလို့ရှင်လဲနောက်ခွေးတကောင်ပြတက်လာမယ်ဒီလိုမျိုးသူတို့ lesson ကမ်းပြီးမှအာနာကိုသူတို့ကနေမှချုပ်ကန်ချင်တာဖြစ်တယ်ဒါကလည်း passive word ကိုချုပ်ကန်ထားတဲ့လူတွေတုံးတတ်တဲ့အကျင့်စရိုက်ဖြစ်တယ်ပြီးရင်နောက်တစ်ခုကတော့ အတိုင်အခံပါတီတို့ကိုနစ်ကွတ်တယ်ဆိုတော့အခုကျမတို့မြန်မာနိုင်ငံမှာဥမာတကယ်လို့ဒါဒီချမ်ဖုတ်ကခွေးပေါ်မှာဖွဲ့မဟုတ်ဘူးဆိုလို့ရှိရင်ဒီချမ်ဖုတ်ဒီလည်းပဲ NLD လိုပဲသူတို့နစ်ကွတ်မှာ အခုအချိန်ဆိုလို့ရှိရင်ဒေါခင်ကြီးတို့ဆိုလို့ရှိရင်တော့ထောင်ကျသွားပြီဒီခင်ကြီးတွေဆိုတော့ထောင်ကျသွားတာကြားလာပြီ ဒါပေမဲ့အပေါ်မှာတဲ့အဖွဲ့အစည်းဘောမှာတဲ့ပါတီမို့လို့ဒီနေ့ဒီအချိန်ထိကျန်းဖို့ဆိုတာဟာရှိနေနိုင်တာဖြစ်တယ်။တခြားပါတီတွေလည်းအများကြီးရှိတယ်။ဒါပေမဲ့တခြားပါတီတွေကတော့အသေးအမွားတွေဖြစ်တယ်။ပြီးတော့သူတို့ကတော့အစိုးရအဖွဲ့တစ်ခုမဖြစ်လာနိုင်တဲ့ပါတီတွေဖြစ်တဲ့အတွက်ကြောင့်ဒီပါတီကတော့အတိုက်အခံပါတီလို့ပြောပေမဲ့သူတို့လုံးဝဂယူဆိုင်ဘူး။သူတို့ဂယူဆိုင်တာဟာမြန်မာနိုင်ငံရဲ့အုပ်ချုပ်ရေးပိုင်းဆိုင်ရာကိုကင်ဆွဲလာနိုင်တဲ့ပါတီတွေကိုသူတို့ကနစ်ကွက်တာဖြစ်တယ်။ပြီးတော့ထင်ရှား ားတဲ့လူမျိုးရေးဝါဒီလို့ပြောတဲ့အခါမှာအခုစစ်ခွေးတွေရဲ့အကျင့်စရိုက်တွေကိုကြည့်ပါဒီကျွဲတော်မြန်မာနိုင်ငံမှာတုံးတဲ့မတ်ပုံတင်ကိုကြည့်လိုက် ကျမကဘာသာရေးတော့လောက်တာလည်းမဟုတ်ဘူးလူမျိုးရေးတော့လောက်တာလည်းမဟုတ်တဲ့အတွက်ကြောင့်ကျမရဲ့မတ်ပုံတင်ထဲမှာလူမျိုးနဲ့ဘာသာဘာမှထည့်ဆရာမလို့ဘူးเนาะပြီးလို့ရှိရင်ကျမရဲ့မတ်ပုံတင်ကိုစစ်တဲ့သူတွေကျမရဲ့မတ်ပုံတင်ထဲမှာခရစ်ယာန်လို့ပါတဲ့အတွက်ကြောင့်အော်နင်ကခရစ်ယာန်လားခရစ်ယာန်တွေကဒီဘက်မှာရှိတယ်လို့သူလက်ညွန်နေမှာမဟုတ်ဘူးထိုနည်းသူပဲအော်နင်ကဗမာလားနင်ကကချင်လားအော်ကချင်တွေကဟိုဘက်ရက်ကွက်မှာနေတယ်ဗမာတွေကရှမ်းတွေကဟိုဘက်ရက်ကွက်ဒီမှာနေတယ်သူစီစဉ်ပေးမှာမဟုတ်ဘူးဒါကြောင့်မို့မတ်ပုံတင်ထဲမှာလူမျိုးရဲ့ဘာသာရေးတွေပါဆ ဆမ်လို့ဘူးဒါမဲ့ဒီခွေးချဘူဒီကတော့လူမျိုးကြီးဝါဒကိုကင်ဆွဲထားတဲ့အရာပြီးတော့ဘာသာရေးဘာသာရေးဆိုလို့ရှိရင်လည်းတကယ်ဆိုတော့သူတို့တော့ဗုဒ္ဓဘာသာတော့မဟုတ်ပါဘူးဒါမဲ့သူတို့ရဲ့ဗဇတ်ထဲကတော့ဗုဒ္ဓဘာသာပေါ့နော်ဆိုတော့သူတို့ရဲ့ဗုဒ္ဓဘာသာကလွဲရင်တခြားဘာသာတွေကိုလုံးဝဂယုအစိုက်ခြင်းမရှိဘူးဖက်စစ်ဝါဒကိုကျင့်သုံးတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မပတ်တာဆိုတာပေါ်ပေါက်လာတာဖြစ်တဲ့ခေတ်အဆက်ဆက်တုန်းကလည်းသူတို့ကဘာသာရေးကိုနစ်ကွက်လာတဲ့ ဒီနေ့ဘာသာရေးကိုပြောမယ်ဆိုလို့ရှင်တော့ဗုဒ္ဓဘာသာအစစ်တွေမနာကြပါနဲ့လို့ကျွန်မပြောချင်တယ်ခရစ်ယာန်နဲ့ဗုဒ္ဓဘာသာကိုပဲကြည့်ခရစ်ယာန်တွေဆိုလို့ရှိရင်ဥပမာခရစ်စမတ်လုပ်မယ်ဆိုလို့ရှိရင်မြို့မှာပဲဖြစ်ဖြစ်ယွာမှာပဲဖြစ်ဖြစ် ပွိမိန်ဆိုတာကျွန်တော်တို့တောင်းရတယ်ပြီးလို့ရှိရင်နာယီအကန့်တတ်နဲ့ဘယ်နှနာရီထိပဲလုပ်ရမယ်ဆိုတာတွေရှိတယ်ဒါပေမဲ့ဒီနေ့ဗုဒ္ဓဘာသာထဲမှာတရားပွဲတွေကျင်းပဖို့ရအတွက်ပွိမိန်မလိုသလို့ မိုးလင်းပေါက်တရားရွတ်တဲ့လတွေရှိတယ်ဆိုတော့အဲ့လိုမျိုးမိုးလင်းပေါက်လုပ်ရင်လေဘယ်တရားဥပဒေနဲ့မှတရားဆွဲတာမရှိတလို့ဘယ်သူကမှပိတ်ပင်ခြင်းမရှိဘူးမြတ်မြတ်တတတာနဲ့ကျမတို့ကိုဥဆောင်တာမရှိဘူးဒါတွေဟာဆိုလို့ရှိရင်လည်းပဲ passive water တွေကျင့်သုံးတဲ့ဇယိုက်တွေဖြစ်တယ်ခွေးတွေအုပ်ချုပ်တဲ့အတွက်ကြောင့်ဒီအာနာရှင်စတဲ့ဘိုးစတဲ့ လူမျိုးကြီးစာနဲ့ဆိုတာနဲ့ပဲဒီမြို့ရွာတိုးတက်မှုကိုလည်းပဲထွန်းနီးလကောက်ပဲငါတို့နေတဲ့နေရာမှာမှအကောင်းဆုံးဖြစ်ရမယ်ငါတို့နေတဲ့နေရာမှာမှဒီလိုရှိရမယ်အခုမြန်မာနိုင်ငံမှာတိုက်ဒီအိမ်ဒီဟိုတယ်ဒီအများကြီးငလေးမှာပြိုကျသွားတယ်ဘဒုရဲ့အိမ်ကိုမှဟာနင်းတို့ကိုလည်းဆောက်ပေးတဲ့လူတွေကိုပြန်ဆောက်ခိုင်းရမယ်ဆိုတော့ပုံစံမလို့ဘူးနေပြီးတော့မှပြိုလဲသွားတဲ့ခွေးတွေရဲ့နေရာကိုကြတော့အရင်တုန်းကဆောက်တဲ့လူတွေကိုပြန်ဆောက်ခိုင်းရမယ်လို့ပြောတယ်ဆိုတော့ဒါလည်းပဲငါနေတဲ့နေရာတားလေးအကောင်းဆုံးငါ ာနေတဲ့နေရာကတည်းကအမွန်မြတ်ဆုံးဆိုတဲ့ပုံစံနဲ့လှုပ်လာတယ်ဒါဒီဟာဆိုလို့ရှိရင်လည်းပဲဒီနဲ့အာနာရှင်ဆန်တဲ့ passive ဝါဒရဲ့ခံယူချက်ဖြစ်တယ်။ဒါကြောင့်မင်းအောင်လိုက်နဲ့ခွေးတဒိုက်ဟာ passive ဝါဒလို့ဒီနဲ့ကျမတို့ကလည်းအလကားဆွဆွဲမှပြောဆိုနေတာမဟုတ်ဘူး။ဒါဒီကိုကြည့်ချင်အပြင်မင်းအောင်လိုက်နဲ့ခွေးတဒိုက်ဒီဟာ ဖက်စစ်ဝါဒကိုကျင့်သုံးတဲ့ဖက်စစ်အကြမ်းဖက်ခွေးတွေဖြစ်တယ်ဆိုတဲ့ဥစ္စာကိုကဘာကနေမှဖက်စစ်တီရဲ့ဝါဒကိုဖော်ပြထားတဲ့ပေတာနဲ့တိုက်ကြည့်လိုက်လို့ရှင်အတိအကျဖြစ်နေတယ်ဆိုတော့ဒီနေ့ဖက်စစ်ဝါဒကိုကျင့်သုံးနေတဲ့ခွေးကြဘူးကိုဖိတ်ခေါ်ခြင်းဟာပူတင်ဟာဆိုလို့ရှိရင်သူတို့ရဲ့နိုင်ငံကိုဖက်စစ်နာဇီကနေမှတိုက်ပွဲဝင်ပေးခဲ့တဲ့26တန်းသောရုရှားလူမျိုးတွေကိုဇော်ကားလိုက်တယ်ဆိုတာကိုကျွန်မပြောချင်တယ် နော်နောက်တစ်ခုကနိုင်ငံတော်ကာကွယ်အင်အားရှိရင်ပေါ့ဗျာနော်နောက်တက်မတော်အင်အားရှိလို့ရှင်အဲတန်းပြည်ကအင်အားရှိမယ်ဆိုတဲ့ဟာတော့ပေါ်လင်းပါတယ်ဗျာဒီထက်မှတူပါပြောလဲတက်မတော်မှာအင်အားရှိရင်တိုင်းပြည်မှာအင်အားရှိမယ် တဖက်နဲ့ပြောမယ်ဆိုရင်တမတော်မှာအင်အားမရှိလို့တိုင်းပြည်အင်အားမရှိဘူးဆိုတော့ဗိုလ်ချုပ်တီထောင်ခဲ့တဲ့တမတော်ဟာအင်အားရှိခဲ့တယ်ပြည်သူတွေချစ်ခဲ့တယ်ဒါပေမဲ့ဗိုလ်ချုပ်တီထောင်ခဲ့တဲ့တမတော်ဟာအခုချိန်မှာရှိလည်းမရှိခဲ့သလိုအာဏာလည်းမရှိတော့ဘူးပြည်သူအင်အားလည်းမရှိခဲ့တော့ဘူးနော်ဒါကပြီးဆုံးသွားခဲ့တဲ့အရာဖြစ်တယ်ပြီးတော့တိုင်းပြည်ကိုချစ်မျိုးချစ်တဲ့စိတ်သက်တည်တဲ့ပိုရှိဖို့တော့လိုအပ်တယ်လို့ပြောတယ်ဆိုတော့ ်မျိုးချစ်တာကောင်းတယ်ကြွလည်းကြွမျိုးကိုရမ်းချစ်တယ်ကိုလိုမျိုးကိုကိုချစ်တာကောင်းတယ်ဘာကြောင့်လဲဆိုကိုကလည်းဒီလိုမျိုးတဲ့ဒီလိုမျိုးဖြစ်တယ်ကိုလိုမျိုးကိုကိုမကာကွယ်ရင်ဘယ်သူကာကွယ်ပေးမလဲเนาะဒါပေမဲ့တရားတဲ့ဘက်ကနဲ့ကာကွယ်ပေးရတယ်မားနေတာကိုတည့်ရတာနဲ့မားတာကိုချစ်နေတာအခုဘောမတွေလို့เนาะစစ်ခွေးကပြည်သူလူထုတွေကိုတတ်နေတာကိုတည့်ရတာနဲ့ စစ်ခွေးတွေကိုချစ်တယ်ဆိုတဲ့စကားတခွန်းနဲ့ပဲပြည်သူတွေကိုဘုံကျဲတိုက်ခိုက်နေရင်လေပါဇက်ပိတ်နေတာဟာဒါဟာကိုယ့်ရဲ့လူမျိုးကိုချစ်တာလုံးဝမဟုတ်ပါဘူးကိုကဒီလူကိုထောက်ခံရမှာမလို့ထောက်ခံတယ်ဆိုတဲ့ပြည်သူတွေကိုတတ်နေတဲ့သူတွေကိုအပေးအမြောက်ဖြစ်တဲ့လူတတ်သမားတွေဖြစ်တဲ့ဒါကိုမျိုးချစ်တယ်လို့လုံးဝမပြောတော့ဒါကိုတတ်မလို့ချစ်တယ်လို့လည်းလုံးဝမပြောလို့မရပါဘူးเนาะ ပြီးတော့နောက်တစ်ခုကခွေးကျဘူးကတော့ပါတီစုံဒီမိုကရေစီကိုတူယုံကြည်တဲ့အတွက်ကြောင့်ဒီရွေးကောက်ပွဲကိုလုပ်မယ်ပါတီဒီမိုကရေစီလမ်းကြောင်းကိုတွားမယ်လို့ပြောတယ်ဆိုတော့ပါတီစုံဒီမိုကရေစီဆိုတဲ့အသိပေကိုခွေးကျဘူးနင့်တကယ်နားလေသလားဒီမိုကရေစီဆိုတာဘာလဲနော်ဖက်ဆစ်ဝါဒါကို ကျင့်သုံးတဲ့သူတွေဟာဒီမိုကရေစီနဲ့ဆန့်ကျင်ဘက်ဖြစ်တယ်။အပူနဲ့အေးဖြစ်တယ်။ passive water တွေဟာအာနာရှင်ဆန်တဲ့အတွက်ကြောင့်ကိုယ်နဲ့ဆန့်ကျင်ဘက်နိုင်ငံရေးသမားတွေတောင်နစ်ကွတယ်လို့ပြောတယ်။ဒီနဲ့လွတ်လပ်စွာပြောဆိုခွင့်မရှိလို့ပဲဒီနဲ့နိုင်ငံသားအကျဉ်းသားဆိုတာတွေလည်းရှိလာခဲ့တယ်။ဆိုတော့အငါကတော့ပါတီစုံဒီမိုကရေစီကိုကြိုက်တယ်ထောက်ခံတယ်ဆိုလို့ရှိရင်ပါတီစုံဒီမိုကရေစီဆိုတာဘာလဲဆိုတာကိုအရင်လေ့လာကြည့်ပါလို့ပဲခွေးချဖို့နင့်ကိုငါတည်းလို့ပြောမယ်နော် ပြီးရင်နောက်တစ်ခုကတော့ဒီခွေးချဘူကနေမှရုရှားကိုဘလို့ပဲဖြစ်ဖြစ်သူအရန်သွားချင်တယ်သူနောက်မှာပဲထိုင်ထိုင်ဖနှက်ဘဲတဲ့ရဲတဲ့ရသူသွားချင်တဲ့အရာကတော့တရုတ်သမ္မတနဲ့သူတွေ့ဖို့ရန်တွေ့ဖြစ်တယ်ဆိုတော့အခုဒီတရုတ်သမ္မတကိုလည်းအခုကျမနဘေးနားမှာတင်ထားတဲ့ဒီဥစားက City News ထဲမှာဖော်ပြထားတဲ့အရာဖြစ်တယ်ခွေးချဘူကတော့ကိုယ့်ရဲ့နိုင်ငံမှာရှိတဲ့ကိုယ့်ရဲ့တိုင်းရင်းသားတွေကိုတာ ဘေးရန်တာမကကွယ်နိုင်တာတရုတ်ဒီရဲ့စီးပွားရေးနဲ့တရုတ်ဝန်ထမ်းတွေကိုကာကွယ်ဖို့ရန်အတွက်သူကတိပေးခဲ့တယ်တဲ့เนาะဆိုတော့သူများရဲ့ဖင်ဘလောက်မှတလဲဆိုတာတော့တိတိတတ်တာဖြစ်တယ်ကိုယ့်ရဲ့ယာသူကိုကမြန်မာကနေမှအမြင့်ဆုံးနာမည်တွေယူပြီးယူထားတဲ့ယာသူတွေကိုအများကြီးယူထားတယ်ဆိုတာဟာဘောမဖို့လား ်နော်တရုတ်ဘောမှာဖို့တရုတ်ဘောငုံဖို့နင်းကဒီယာဒူးဒီကိုယူထားတာလားကျတော့မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူတွေရဲ့ဆင်းရဲဒုက္ခကိုတောင်တူတာဝန်မယူနိုင်ဘူးဒါပေမဲ့တရုတ်တီရဲ့ကျွန်ဖြစ်တဲ့အတွက်ကြောင့်တရုတ်တီရဲ့စီးပွားရေးနဲ့တရုတ်ဝန်ထမ်းတွေကိုတော့တာဝန်ယူပေးမယ်ဆိုပြီးမှတရုတ်သမ္မတကိုကတိပေးခဲ့တယ်ဆိုပြီးမှ CD News ထဲမှာအတိအလင်းဖော်ပြထားတာတွေ့ရတယ်ပြီးတော့အဲ့ထဲမှာ နောက်တစ်ခုဘာဖော်ပြထားတယ်လဲဆိုတော့ ကျွန်တော်တော်လိုက်ရဲဒီကိုနေနေဖို့ရာအတွက်အဓိကတရုတ်ပြည်နဲ့ရုရှားကနေမှလက်နက်အင်အားတွေရရှိတယ်ဆိုတဲ့အကြောင်းလည်းဖော်ပြထားတယ်။ခုဒီလိုမျိုးတရုတ်ပြည်ရဲ့ဘောကိုတွားမှချင်အဖြစ်တရုတ်ပြည်စီကလည်းထပ်ပြီးမှလက်နက်တွေလည်းရနိုင်တယ်ပေါ့နော်။ဆိုတော့ဒီပိုင်းထဲမှာပဲတရုတ်ပြည်နဲ့အကြောင်းပြောတော့အခုကျွန်မနဘေးနားမှာမြင်ရတဲ့အတိုင်းပဲဒီပုံကတော့မေရှိရနေ့တုန်းကရိုက်ထားတဲ့တပ်ပုံဖြစ်တယ်။အခုအချိန်အထိဒီလိုမျိုးအလံရှိတယ်။ရှမ်းမြောက်ဆိုတာဟာ တကယ်ပဲတရုတ်လက်ထဲကိုရောက်သွားပြီလားနော်ပြောရင်ကဒါမြန်မာနိုင်ငံရှက်မြောက်လို့ခေါ်ပါတယ်ဒါပေမဲ့ဒါဟာတကယ်ဆိုလို့ရှင်တော့နာမည်တစ်ခုတည်းတွင်နေတာပါတကယ်အသွင်းကြကြအာကြည့်မယ်ဆိုလို့ရှင်တော့ရှက်မြောက်ဟာတရုတ်ကြီးရဲ့လက်ထဲမှာကိုရောက်သွားပြီဘာကြောင့်လဲဆိုတော့အဲဒီတရုတ်လက်ထဲမှာရောက်သွားတာဟာလာရှုတမျိုးတည်းမဟုတ်ပါဘူး ကိုကနေဟာတရုတ်လူမျိုးတွေဖြစ်တဲ့အတွက်ကြောင့်ကိုကနေနေထိုင်တဲ့နေရာတိုင်းတွေဟာတရုတ်နဲ့တက်ဆိုင်တယ်။ပြီးတော့ဝဆိုတာဟာလည်းပဲတရုတ်ကြီးရဲ့လူဖြစ်တဲ့အတွက်ကြောင့်ဝတွေနေတဲ့နေရာမှာဆိုလို့ရှိရင်လည်းဒါဟာအလိုလိုနေရင်းနဲ့တရုတ်နဲ့တက်ဆိုင်သွားတဲ့နေမြေတွေဖြစ်တယ်။ဆိုတော့အခုရှမ်းမြောက်မှာဥမကြခင်မှာ TNLA တော့ဘလို့လာမလဲဆိုတော့တော့မသိဘူးเนาะ။အခုကလာရှိုးရဲ့ကိုကနေထိမ့်ချုပ်ထားတဲ့နေရာရဲ့ဝတွေထိမ့်ချုပ်ထားတဲ့နေရာရဲ့ကအလိုလိုနေရင်းနဲ့ တရုတ်နဲ့တက်ဆိုင်သွားပြီဖြစ်တဲ့အတွက်ကြောင့် TNLD ကဒါတရုတ်စကားကိုနားထောင်ပြီးတော့စစ်ခွေးတွေနဲ့ငိမ့်ချရေးယူသွားမယ်ဆိုလို့ရှင်တော့ဒီရှမ်းမြောက်ဟာအားလုံးနီးပါ85ရာခိုင်နှုန်းကတော့တရုတ်တွေနဲ့တက်ဆိုင်သွားတဲ့နေမြေဖြစ်သွားပြီလို့တောင်ကျွန်တော်ပြောလို့ရတယ် နော်ဆိုတော့အခုကျမတို့နောက်သတင်းတပုတ်အနေနဲ့ကတော့ဒီမေလ9ရက်နေ့တုန်းကဒီမကွေးတိုင်းမြိုင်မြို့နယ်ကနေရွာကပြူစောတီနေရောက်တဲ့ကလေး၃ယောက်ကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့အဆက်အသွယ်လုပ်ပြီးမှပြည်သူ့ကာကွယ်ရေးတွေဘက်ကနေမှ လာခေါ်ပြီးလွတ်မြောက်တဲ့နေရာကိုပို့ဆောင်လိုက်ပြီးဆိုတာသိရတယ်။ပြူစောချီဆိုတာဟာရက်ရွာထဲမှာအင်မတမအာဂျိုထနေတဲ့လူတွေဖြစ်တယ်။ဒါပေမဲ့အခုတို့ကတော့ဘာကြောင့်မို့ပြူစောချီဖြစ်တာနဲ့ကျတော့တော်လာရဲတွေစဝင်လာရတယ်လေဆိုတော့အခုဒီမြို့သမီးပြောသွားတဲ့ theme မှာပြူစောတီတီကပြူစောမတွေကိုကြိုက်တယ်လို့အတ္တမအကျင့်တားတွေလုပ်တယ်ပြီးရင်တချို့တော့ပြူစောတီမတွေကကိုဝင်ရှိနေတယ်လို့လည်းပြောတယ် ပြီးလို့ရှိရင်ဒီအစားတောက်တဲ့ပတ်သက်ပြီးတော့လေဒီနေ့ကျတော့ဒေါ်လာရေးဒီဘက်ကနေမှပိတ်ဆို့တဲ့နေရာကြီးပဲဖြစ်တယ်ရင်းနှောင်းကဆိုလို့ရှိရင်တော့เนาะဒီကျော်စုဦးတို့ငပေါ့ဒီဆိုလို့ရှိရင်မစားရမတောက်ရတဲ့ပြူစောတီမြို့ရွာတွေကိုပြောပြမှအော်လက်ရှိတယ်ဒါပေမဲ့ခွေးကျဖို့ဒီဘက်ကနေမှခေါ်ဆုံးမလိုက်တဲ့နောက်ပိုင်းမှာဆိုသူတို့တိတ်မပြောတော့ဘူးအအခုပြူရွာတွေမှာအစားတောက်တွေငတ်နေကြတယ်ဒေါ်လာရေးဒီရဲ့ပိတ်ဆို့ခြင်းကြောင့်သူတို့ဘဲမှမထွက်လို့မရဘူးအဲ့လိုမျိုးဖြစ်နေကြတယ်ဒါကြောင့်အခုဒေါ်လာရေး တွေမှာဆက်သွယ်ပြီးဝင်လာကြပါလို့ပြောချင်တယ်เนาะ ပြီးရင်နောက်ဆုံးတစ်ပုတ်အနေနဲ့ကတော့မနေ့တတိယနေ့မှာဖော်ပြထားတဲ့ corporate မြို့ကဖုန်ကြီးတစ်ပါးတည်ဆုံသွားတဲ့ဥစ္စာကစစ်ခွေးတွေပစ်လိုက်တယ်လို့သိရတယ်။ပြီးတော့အခုဒီဖုန်ကြီးရဲ့ဇာပနတ်ကိုလုံနေတဲ့အချိန်မှာလည်းစစ်ခွေးတွေကနေမှဒေရင်ဘုံတွေလာကျေးတဲ့အတွက်ကြောင့်ဒီဖုန်ကြီးရဲ့ဇာပနတ်အခမ်းအနားကိုကျဉ်းချုပ်အနေနဲ့ပဲလုပ်ပြီးမှပြီးတော့တကြိုလိုက်တယ်လို့သိရတယ်။ဆိုတော့ဒီဖုန်ကြီးတည်တဲ့ဥစ္စာကိုမနေ့ကလေလုံးကွဲအောင်စကားမပြောတတ်တဲ့ နောင်တော်လေးကတော့ကျွန်တော်တော်လာရေးတွေတတ်တယ်လို့ပြောသွားတယ်ပြည်သူတွေအားလုံးကြားမှာပြောရှိကြပါစေ